ဒုတိယအချိန်ကျွန်တော်တို့ပြန်ရောက်လာတာဗောနော်ပထမအချိန်တော့ဒါကျွန်တော်တက်နိုင်သလားအားလေးနဲ့လာပြီးလှူထားတယ်ဒုတိယအချိန်ဒီအကိုနဲ့ချိတ်မိပြီးတော့ဗောနော်ဒီနေရာထပ်ပြီးရောက်လာတာကျွန်တော်ထိုင်းမှာဖြစ်သွားတဲ့ဆိုပေမဲ့အထဲမှာတကယ်တမ်းဖြစ်သွားတဲ့ဒုတိယလေးကျွန်တော်တို့မြန်မာလူမျိုးတွေပါကြီးပဲပြီးခဲ့ခေါက်ကျွန်တော်လှူသွားလို့တောင်းအောင်ဆိုလဲဝင်ကွန်မန့်နေမြင်ရတယ်ဗောနော်အာထိုင်းမှာမလှူနဲ့ဗောမြန်မာပြည်ကိုသွားလှူသွားလှူဆိုပြီးမှပြောကြတဲ့သူလည်းရှိတယ်ကျွန်တော်လည်းလှူချင်ပါတယ်ဒါပေမဲ့ဒီမှာဖြစ်နေတဲ့ဒုတိယမြန်မာအများစုဖြစ်တဲ့အတွက်ကြောင့်လေ ဲ့လိုမျိုးပေါ့စိတ်ပူပြီးတော့လာလို့ဖြစ်တာပါเนาะဟုတ်ကဲ့ဒါဟိုတနေ့ကတော့ဒါကျွန်တော်ဘယ်သူကူညီမှမယူဘူးပေါ့เนาะကျွန်တော်တယောက်တည်းအားနဲ့ပဲကျွန်တော်နိုင်တဲ့လောက်ဒါစဖြစ်ဖြစ်ချင်းဆိုတော့ဒီမှာဆိုတော့အဲ့လိုမျိုးပေါ့ဟိုလှူတဲ့သူတွေတိတ်မရှိသေးဘူးအာကိုတက်နိုင်တဲ့လောက်လေးရေလေးတွေဒါအစာလေးတွေလာလှူတာပေါ့เนาะ ဒီနောက်ပိုင်းမှာဆိုရင်ဒါလာလှူတဲ့သူတွေလည်းအများကြီးရှိတယ်ခင်ဗျဒါပေမဲ့အာကျွန်တော်တော့အဓိကတော့မြန်မာပြည်ကိုအဓိကထားပြီးတော့လှူစေချင်တယ်ဘာလို့ဆိုတော့မြန်မာပြည်မှာပို့ပြီးတော့ social နင်းနာမှုများတော့လေဒီမှာလဲဒါလူသမားတွေအများကြီးရှိတယ်သူတို့မှာတော့ပို့ပြီးတော့ကျွန်တော်နိုင်ငံတဆိုင်ပို့ပြီးလူသမားပေါ်တာပေါ့နော်အဓိကတော့ကျွန်တော်မြန်မာနိုင်ငံပို့ပြီးတော့အဓိကလှူသွားမှာခင်ဗျာဟုတ်အာကျွန်တော်လာလှူတော့ကြာကျွန်တော်ကုန်တိုက်ကနေအာကျွန်တော်တက်နေတလားလိုဝယ်တယ်လာလှူတယ်ပေါ့နော်အဓိကတော့တကယ်လို့ပို့လှူစေချင်တယ်ဆိုရင်တော့ဒီဒီမှာနင်းနာဆုံးရှုံးသွားတယ်ပေါ့အာတည်ဆုံးသွားတဲ့ ဒီကြံရှိနေတဲ့သူတွေကိုအနီးကပ်ပေါ့နော်အပြင်မှာသွားပြစ်ပြီးသွားလှုပ်ရင်တော့ပိုကောင်းတယ်ခင်ဗျာ။ဘာလို့ဆိုတော့သူတို့မှဆိုရင်ပိုပြီးတော့မှဘာတွေလိုအပ်နေလဲနော်။သူတို့အနေနဲ့ဘာတွေခက်ခဲရှိတယ်ဆိုတာအဲ့ဒါမှပိုပြီးသိရမှာ။ဟုတ်။ကျွန်တော်ကတော့ဒီမြန်မာပြည်ကိုပဲဒီကထားပြီးတော့ဆက်လက်ပြန်ပြန်သွားမယ်ခင်ဗျာ။ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံကပိုပြီးတော့ဒီအသေးပြောက်များတယ်အထိရှများတယ်ဆိုတော့လေဒီမြန်မာနိုင်ငံဘက်ကပဲအဓိကကစကိုင်းမန္တလေးဒီဘက်တွေကိုပို့ပြီးတော့ပူဇော်ပေးပြီးတော့လှူဒါန်းသွားမယ်ခင်ဗျာဟုတ်ကဲ့ဒီအခက်ခဲရရနဲ့အများဆုံးကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးပါရစေအာ ဒီအသက်တွေဆုံးရှုံးသွားတဲ့သူတွေလည်းထပ်တူဝမ်းနဲ့ရပါတယ်ပေါ့နော်ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကဒါသူမနိုင်ငံမှာနေပြီးတော့တကယ်နင့်နာဆုံးရှုံးသွားတဲ့သူတွေစီကိုအရောက်လှူဒန်းသွားပါမယ်ဖိုက်တင်းပါလို့နော်ပြောရင်းနဲ့ကျွန်တော်ဒီနေရာမှာပဲနေကုန်ချုပ်ပါတယ်ခင်ဗျဟုတ်ကဲ့